အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမလာဆက်ရှင်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဦးလင်းပုဒ်ကိုတော့ AFC Amdan ကဖော်ပြထားတဲ့ အလက်ဇန္ဒားဤဆက်တဲ့နေမှာကျွန်တော်စလိုက်အောင်နွေရာသီမြောက်ခင်တိကတော့တိုက်စစ်မှုနဲ့ပတ်သက်တဲ့သတင်းတွေကတော့ရေးလေးလေးထွက်မှာပဲအခုနယူကာဆယ်တို့ရဲ့ပူပူနွေးနွေးစုဖလားရယူစုခူးထားတဲ့အလက်ဇန္ဒားဤဆက်နဲ့ပတ်သက်ပြီးအာဆင်နယ်တို့သတင်းထွက်တာနဲ့ပတ်သက်ပြီးတော့ AFC မန်တန်ရဲ့ဖော်ပြထားချက်ကိုကျွန်တော်ဘာသာပြန်ပေးမယ်အဲ့မှာတော့အဓိက main point အချက်၃ချက်ပဲရှိတယ်နွေမာထောက်ခွာပြုလို့ရှိရင်အလက်ဇန္ဒားအီဆက်ကပရီးမီးယားလိထိပ်သီးကလပ်လစ်ပါဘူးထက်စာရင်နောက်ထပ်ထိပ်သီးကလပ်ဖြစ်တဲ့အာဆင်နယ်ကိုဦးစားပေးရွေးချယ်ဖို့ရှိတယ် အကယ်၍နယူကာဆယ်ကသူထွက်ခွာရမယ်အဓိကအကြောင်းပြချက်တစ်ချက်သည်ချန်ပီယံလိဝင်ဝင်မရမှာပဲထွက်ခွာဖြစ်မယ်တက်တက်တစ်ချက်ကတော့အာဆီနယ်တို့ကဤဆက်နဲ့ပတ်သက်ပြီးတော့ပေါင်တန်း100အထက်ငွေကြေးပမာဏတစ်ခုအသုံးပြုသွားဖို့အတွက်ပြင်ဆင်နေတယ်ဒီချက်၃ချက်ပဲအဲ့ချက်၃ချက်ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်တဲ့အခါမှာချန်ပီယံလိဝင်ဝင်မရရင်နယူကာဆယ်အသင်းဆီကနေပြီးတော့ဤဆက်ကထွက်ခွာမယ်ဤဆက်ထွက်ပြီဆိုလို့ရှိရင် အခြားပရီးမီးယားလီဂ်ပြိုင်ပွဲတွေတစ်ဆိုင်အာဆင်နယ်ကိုဦးစားပေးရွေးချယ်မယ်။အာဆင်နယ်လည်းဒီကစားမနဲ့ပတ်သက်ပြီးတော့ပေါင်တန်း100အထက်တိငွေသုံးဆွဲသွားဖို့ရှိတယ်။အဲ့လို့ဆိုဒီအချင်းတွေကိုကြည့်တဲ့အခါမှာ Transfer Market မှာ EU 85သန်းတန်ကြီးရှိတယ်။ Newcastle ကလည်းပေါင်တန်း100ပြောလိုက်ပေါင်တန်း150ပြောလိုက် North Face ပြောလိုက် အမျိုးစုံကြိုးခုန်ဖြစ်နေခဲ့တဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လိုချင်တဲ့ကလပ်အသင်းတွေဝိုင်းဝိုင်းလည်ရင်ပဲ e set ကိုစူစီတက်မာတဲ့ကိုအိုက်ဒါသဘောကျခဲ့တာသို့တော့အဲ့ဒီတုန်းကတန်ကြီးကိုမခေါ်နိုင်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုအဲ့ရဲ့အစအစနှစ်ဆသုံးဆတန်ကြီးကိုကျွန်တော်တို့ပေးချေပြီးခွာတော့မှာအဲ့ဆိုတော့ FFC မတန်ရဲ့ပေါ်ပြထားချက်ရဆိုရင်တော့ဒီရသည့်34ဝက်မှာ24ကိုသမီး၅လုံးဖိန်ထားတဲ့အလဇနာ e set ကိုအာဆင်နယ်တို့ຫນွေရသည့်မှာခေါ်ဖို့အတွက်ပေါန်တန်းတရာအထက်ထိပြင်ဆင်ထားလို့ကြားသိရပါတယ်အဲ့ဆိုကျွန်တော်လဲ ကျွန်တော်ညီကိုကြီးလိုပဲဂျာစီဝတ်ပြီးတော့အတင်းကိုရောက်ပြီဆိုတော့မှပဲကျွန်တော်လည်းယုံမဲ့လူဟာဒါပေမဲ့ကျွန်တော်တို့ channel list တွေကြာလို့လည်းနောက်ဆုံးရအခြေအနေတွေကိုဘာသာပြန်ပြီးအခုလိုတင်ဆက်တာဖြစ်တဲ့အတွက်နားလည်ပေးဖို့လည်းမျှော်လင့်ပါတယ်ဒါကတော့ e-set နဲ့ပတ်သက်ပြီးအာဆင်နယ်ရဲ့နောက်ဆုံးရသတင်းအခြေအနေပေါ့လေအဲ့တော့ဒီနေ့မှာတခုကျွန်တော်ရှင်းပြချင်တာက e-set က champion league ဝင်ဝင်မြောက်မှာ newcastle city ကနေထွက်ခွာမယ်ဆိုတော့အခု premier league ပွဲစဉ်29ပဲကန်ပြီးပါပြီဒါပေမဲ့ newcastle က28ပွဲပဲကန်ရသေးတယ်အဲ့ဒီအနေထားမှာ newcastle က48မှတ်စုဆောင်းထားတယ်အဆင့် လေးမှာရှိတဲ့ Chelsea နဲ့ဆိုရင်နှစ်မှတ်ပဲကွာတယ် Champions League ဝင်ွေးအခြေအနေကတော့ Castle လက်ထက်မှာရှိနေုံပဲပြီးတော့ Castle အတွက်နောက်ထပ်သတင်းကောင်းကလာမယ့်ရာသီမှာ Premier League Club ၅သင်းအထိ Champions League ဝင်ဝင်ရမယ်အဲ့လိုအခြေအနေတွေရှိတာဖြစ်တဲ့အတွက် Newcastle က Champions League ဝင်ဝင်ရဖို့အတွက်လက်ရှိအမှတ်ပေးလမ်းကြောင်းပေါ်မှာရောလက်ကျန်ပွဲစဉ်အနေထားတွေမှာရောနိုင်ငံပြီး Champions League ဝင်ဝင်ရဖို့လမ်းကြောင်းတွေတစ်ခုကောင်းကောင်းရှိနေတယ် ပြီးတော့အဆင့်၄မရလို့အဆင့်၅ရခဲ့မယ်ဆိုလို့ရှိရင်တော့မှသူတို့အနေနဲ့ချန်ပီယံလိဝင်ဝင်၅သိန်းရှိရဆိုတဲ့အင်္ဂလိပ်ကလပ်တွေရဲ့လာမယ့်ရာသီဝင်ဝင်အနေထားရပါလုံးပါသွားနိုင်တယ်အကြိမ်များချန်ပီယံလိဝင်ဝင်မရခဲ့သည့်ရှိတော့သူတို့ရဲ့အဓိကသားမလေးဖြစ်တဲ့အလက်ဇန္ဒားအီဆက်နဲ့ဒီဘရူနိုဂွီမာရီကိုလာမယ့်နေရာဒီမှာဆုံးရှုံးအောင်ဖို့ရှိနေပါတယ်အာဆင်နယ်ဝေဒါမွေဒါတပိုင်းထားလိုက်ဒါပေမဲ့ကျွန်တော်ကတော့အီဆက်ကိုအကြိုက်ဆုံးပဲ ဆက်စကိုရောဘီတာကိုကီယတ်တို့ကဒီအင်္ဂလိပ်ကလပ်တွေနဲ့ဘယ်လိုလာမလဲတော့မသိသေးဘူး။ဒါပေမဲ့သက်ဆိုင်ရာလိဂ်တွေမှာတော့ကျန်းကျင်တိုင်းကျန်းနေတယ်။ဒါပေမဲ့လက်ရှိပရီးမီးယားလိဂ်မှာခြေစွမ်းပြပြီးတော့ကျွန်တော်တို့သိကြည်ကြိုက်အများအနှသဘောကျနေတဲ့ကစားသမားတော့အလက်ဇန္ဒားအီဆက်ဖြစ်ပါတယ်။ကျွန်တော်ဆိုဦးစကားအရပေါ့။ကောင်းကောင်းလူချင်းတော့ကောင်းကောင်းဈေးသုံးပြီးဝယ်ရမှာပဲ။နည်းနည်းလေးတက်တာတာဝယ်ရင်တော့အများအနှထက်ခါထက်ခါပြန်လေဖြည့်စည်းနေရဖို့ရှိတယ်။တခါကျတော့တက်တာတဲ့ကစားသမားတွေကပိုပြီးကောင်းသွားတာရှိပေမဲ့ quality မြင့်ကစားသမားတွေအတွက် quality မြင့်ငွေပမာဏတော့သုံးရဖို့အစဉ်လာရရှိနေပါတယ်။ ဒုတိယမြောက်သတင်းတပုတ်ကတော့ TVR ဖော်ပေါ်ရဲ့သတင်းရသားသူဖြစ်တဲ့ Grimy Bind လေးဖော်ပြထားတာကတော့လက်ရှိ Arsenal ရဲ့ Arsa Traitor တဲ့ Andre Barta ရဲ့အသင်းတွင်ဦးစားပေးအခြေအနေကတော့ကစားသမား၃ဦးကိုစာချုပ်သစ်လက်မှတ်ထိုးပြီးတက်တန်းတိုးနိုင်ရတယ်လို့သိရတယ်။အသင်းပြင်မှာအယောင်ဝယ်ကိစ္စကြီးခဏထားတိုင်းအောင်လက်ရှိအသင်းအတွင်ရှင်းရေးဆွဲကစားသမားတွေကိုစာချုပ်တက်တန်းတိုးပြီးအသင်းမှာဆက်ထိန်းထားနိုင်ဖို့အတွက် Andre Barta ရဲ့ဦးစားပေးကစားသမား၃ဦးကို TVR ဖော်ပေါ်ကဖော်ပြထားတယ်။အဲ့ဒီ၃ဦးကတော့ဘူကာအိုဆာကာ ဂေဗီယယ်မဂါဟီနဲ့ဝီလျံဆာလီပါဒီထိပ်တန်းကစားသမား၃ဦးစလုံးဒီအာဆင်နဲ့မရှိမဖြစ် first line နဲ့ကစားသမားတွေသူတို့၃ယောက်က2029ဒီပဲတက်တန်းရှိရတယ်။လာမယ့်ຫນွေရာသီဆိုရင်2025ຫນွေ နှစ်နှစ်တတန်ဆွဆွမဲ့ကျွန်တော်တဲ့ကစားသမားတွေကိုတနှစ်ဆိုတဲ့အနေထားဆိုအရန်အနေအများဖြစ်တဲ့အတွက်အာဆင်နဲ့နောက်ပိုင်း policy တွေရနှစ်နှစ်လောက်ပဲကျွန်တော်တဲ့ကစားသမားတွေဆိုရင်စာချုပ်တတန်တိုးနေကြတချို့ report တွေရဆိုရင်တော့2030ခုနှစ်ထိတိုးမယ်ဆိုပြီးဖော်ပြထားသလို TB ဖော်ဖော်ရဲ့လက်ရှိအာပေါ်ရဆိုရင်တော့အသင်းရဲ့လုခလာစာအမြင့်မားဆုံးခိုင်ဘက်ပေါင်2သိန်း8000ဆိုတဲ့တပတ်လုခလာစာနီးပါးအထိဒီကစားသမားတွေပေးဖို့အတွက်လည်းအသင်းမှာကဒါဆန္ဒရှိနေလို့ကြားသိရတယ်။ကစားသမားတွေရဲ့လုခလာစာဆိုတာတက်ဒီအသင်းကအသင်းအတွက် ဘလောက်တောင် quality မြင့်ကစားသမားတွေနှွေးမဝယ်ဖြစ်မလဲဆိုတာကိုလည်းစောင့်ကြည့်နေဖို့ရတယ်။ကစားမစောင့်မကြည့်ဘူးဆိုလို့ရှိရင်တော့မှအေဂျင်ကသွေးထုတ်မှာပဲ။မင်းဒီကလပ်အသင်းမှာပတ်စံဘလောက်ရသည်မရသည်ဆိုတာထက်မင်း supply လိုချင်တာ။ဒါဆိုမင်းတို့ကလပ်အသင်းကနှွေးရသည်မှာဘလို player တွေမင်းတို့အတွက်ဝယ်ပြီးဖြစ်ပြီးမလဲဆိုတာကိုကြည့်ဆိုတဲ့ပုံစံမျိုးနဲ့သွေးထုတ်မှာပဲ။ဒါကြောင့်မို့လက်ရှိအချိန်ကြီးတော့ Saka, Gabriel Magalhaes နဲ့ Willian Saliba တို့ကတက်တမ်းမတူရသေးဘူး။ Arsenal ကတော့ဒီကစားမ၃ကိုအသင်းတွင်းမှာဦးစားပေးတက်တမ်းတူဖို့ကိုတော့ ပြင်ဆင်နေတဲ့အာဇာထိုက်တာတဲ့အန်ထရီဘာတာရဲ့တော်ကီနဲ့တော့ဘဲချိန်မှာစောစီတတန်းတို့နိုင်မယ်ကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေအရေးကြီးတာတော့လာမယ့်နှွေမတိုင်မီလုံနိုင်ပို့ကောင်းတယ်နှွေစည်းခွက်ကြရင်ပြင်ပကိစ္စရင်ရွှေချက်ခတ်ရောပါအဲ့တော့ဘူကောင်ဆာကတော့တပတ်ကိုပေါင်3သိန်း9000တောင်းတနစ်ကိုပေါင်10သန်းဂေးပြမကာဟိကတော့တပတ်ပေါင်3သိန်းတနစ်ကိုပေါင်9ဒသမ2သန်းစာလီဘာတော့တပတ်ပေါင်3သိန်း9000တနစ်ကိုပေါင်9ဒသမ8သန်းရှိပြီးတော့လက်ရှိအာဆီနယ်သင်းရဲ့တသိန်းလုံး စီနီယာ level ကစားသမားတွေအားလုံးရဲ့တပတ်လောက်ခရတာတီပေါင်း3.3တန်းရှိတယ်။အဲတပတ်ထဲနော်တနှစ်ကိုပေါင်း182တန်းရှိတယ်။အငှားချရတဲ့ကစားသမားတွေရဲ့ cost တွေတော့မပါဘူးပေါ့လေ။အဲ့တော့လက်ရှိဒီကစားသမား3ကိုခါရဘတ်လိုမျိုးလောက်ခရတာမြင်ကစားသမားအဖြစ်တတန်းတိုးလိုက်ပြီဆိုရင်လစာလဲပေးရမှာ။အတင်းလစာတော့များပါမယ်။ဒါပေမဲ့တစ်ဖက်မှာလဲပါတီတို့ကြွကြညိုတို့ဇင်ချန်ကိုလို့ကစားသမားတွေထွက်ခွာမှာရှိတဲ့အတွက်အဲ့ဘက်ကနေပြန်ပြီးလောက်ခရတာရော်သွားမယ်အပိုင်းလေးတော့ရှိတယ်။ တီယာနီလူကစားသမားတွေကျွန်တော်စွန့်လွှတ်ရမှာဟုတ်အဲ့တော့အာဆင်နယ်နဲ့ quality မြင့်ကစားသမားတွေဆက်ပြီးထိန်းထားဖို့ဆိုရင်တော့လောက်ခရစားရဲ့ဒီကစားသမားတွေစူဖလားယူနိုက်နေဆိုတဲ့အနေအထားမျိုးအသင်းက quality မြင့်ကစားသမားတွေဖြည့်ဆည်းပြီးတော့ပံ့ပိုးပေးပြီးတော့ယုံသွင်းရဖို့တော့ရှိနေပါတယ်ကျွန်တော်တို့ဒီ၃ယောက်လုံးအသင်းနဲ့များမကြိုက်မှာတက်တန်းတိုးမယ်လို့ယုံကြည်ထားပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်နဲ့သတင်းမထွက်တာကြာပြီဖြစ်တဲ့ဂျော်ရဲဟာတို့သတင်းတွေပြန်ပြီးပေါ်လာပါတယ်2020 2023တဲကအာဆင်နယ်သဘောကျနေခဲ့တဲ့ဆိုလူငယ်ကစားမလီကအခုဆိုရင်တော့အသက်19နှစ်ထဲတောင်ရောက်လာခဲ့ပြီ TBR ဖော်ပေါ်ရဲ့ဖော်ပြထားချက်အရ Netherland Club အချက်အသင်းရဲ့ခန့်စစ်ကစားသမားတစ်ချိန်တုန်းကဆိုရင်နေအဲအေဂျက်အသင်းရဲ့အသက်ငယ်ဆုံးကပတိန်ဖြစ်ခဲ့တဲ့ကစားသမားလေးပေါ့လေသူကတော့ဂျော်ရဲဟာတိုလက်ပတ်မှာလည်းစော့တယ်စင်တာဘက်မှာလည်းစော့တယ်네덜란드လက်ရွေးစင်ဖြစ်ပါအခုခြေစွမ်းပြနေခဲ့တာ တော်လေးကိုကောင်းတဲ့ကစားသမားပါသူ့ကိုအာတီတာတို့ကြိုက်ခဲ့တာတော့2023တည်းကလို့ပြောလို့ရတယ်อืมတော်တော်ကြာပြီဒါပေမဲ့ကြံခဲ့တဲ့ຫນွေမာတုံးကတော့ color fury ဝယ်ခဲ့တယ်သူကတော့လက်ပတ်အာသန်တခါကျရင်လည်းစင်တာဘက်မှာစော့တယ်သူ့ရဲ့နောင်တော်စီနီယာကတော့အာဆီနယ်အသင်းမှာ ASEAN တန်ရည်ပြန်လာပြီးတော့မနေ့ကနေချက်စီနီးပြအဇိုမာဒစကာရဲ့ချီးကျူးမှုတွေရခဲ့တယ်ဂျူရီယန်တင်ပါတင်ပါရဲ့လမ်းစဉ်ကိုလိုက်ပြီးအသင်းအတွက် မြင်မာတဲ့ပြောင်းရွှေ့ခြင်းရှာဖွေပေးခြင်းနဲ့ကလပ်အသင်းကောင်းကောင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတချင်တော့ဝန်ခံထားခဲ့ပြီးဒီကစားမကိုအာဆီနယ်ကတကယ်လိုက်မယ်ဆိုရင်တော့ဂျူရန်တင်မာလည်းရှိတဲ့အတွက်ခေါ်ယူရတာမခက်တော့ဘူးဘာလို့လဲဒီကစားမလေးရဲ့အိုက်တော့ကဂျူရန်တင်မာလို့ပြောလို့ရတယ်ထရပ်စပါမတ်ကမှာယူတန်း30တန်းကြီးရှိတယ်ပြီးတော့ ဒီကစားသမားကိုဘာကြောင့်အာဆင်နယ်တို့ခေါ်ချင်တာလဲဆိုတော့ຫນွေမှာကျွန်တော်တို့အဲ့လက်ဘက်တနေရာနေထွက်မဲ့ကစားသမားတွေအများကြီးပဲအခုပြလူးဝစ်စကယ်လီရှိရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ຫນွေမှာထွက်မဲ့ကစားသမားတွေထဲမှာဆိုရင်စင်ချန်ကိုရှိတယ်ခီဗီယောတီယာနေတိုမီယာဆိုရလည်းမကျင်းသေးဘူးဒီနေ့ထားမှာ၄ယောက်လောက်ထိလက်ဘက်ကနေထွက်မှာပြီးတော့အခုလက်ဘက်မှာဆော့နေတဲ့လူးဝစ်စကယ်လီနဲ့ပတ်သက်ပြီးအာရီကနောက်ဆုံးကွင်းလမ်းမှာထဲဆော့မယ်ဆိုတဲ့အတွက်ဘန်ဝိုက်ကိုညာထားပြီးတော့တင်ပါကိုဘယ်ထားမယ်ဆိုရင်ဘက်ကအနေနဲ့နောက်ထပ် လက်ပတ်ကစားမတူဟာလိုသေးတယ်အဲ့တော့ဆိုຫນွေမာဒီကစားမဝင်မဝဲကျွန်တော်တို့စောင့်ကြည့်ရမှာပါဒီကစားမတော့တပတ်ကို Euro 1900ကျော်ပဲရနေတယ်တနစ်ကို Euro 1000ပဲရရှိနေတယ်ဒါပေမဲ့သူ့ရက်နဲ့သူ့ဆက်သူ့အသက်ရွယ်နဲ့ဆိုရင်တော့အဲ့ဒီရတဲ့လောက်ခလာစားကတော့ဒါအစင်ပြေတဲ့ပြောလို့ရတယ်ခြေစောတော့မတရားထိုးတက်နေဆိုပေမဲ့အသင်းကြီးတစ်သင်းရောက်သွားလို့ရှိရင်တော့လောက်ခလာစားနောက်က AC လိုက်လာတော့မှာအခုသူကတော့ AJ အသင်းအတွက်52ပွဲကစားထားတယ်၃ဂိုးသွင်းပြီးတော့6လုံးဖိုင်တာပါတယ်အဝါကက်ကတော့17ချိန်ထိတာတယ် မနေ့ကလည်းအဝါကက်၉ချိန်ထိထားတယ်အဲ့ဆိုကစားပုံတော့ကျန်းတယ်ဒါပေမဲ့အသင်းအတွက်ပစင်အပြည့်နဲ့ဒုတိယဂျူရီယန်တင်မာပုံစံမျိုးတွေ့မြင်ရဖို့ရှိရကစားသမားတူဦးပေါ့လေအဲ့တော့အိုက်တာတို့ငွေပိုမိုရှင်ရှိရင်တော့နောက်ဆုံးအနေနဲ့ဒီကစားသမားလေးကိုမားဖို့တော့ရှိနေပါတယ် ဒီ season လေးကိုဒီကဝန်ကြီးပောင်းပြီးတဲ့ show ပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber phone number တင်ကြောင်း6016636 3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်လာဖြစ်လို့ဝေပုံဝေချက်ရှိမှပေါ်လုံးပွဲကိုလောင်းမှာပေါ်လုံးပွဲကိုလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုပ်ပေါ်ပေါ် show ရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် Viber Kuchiko Sport Internet ငါသုံးလုံးမိတုကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်တော့90 minute ကဖော်ပြထားတဲ့ Arsenal နဲ့လက်ရှိ Premier League Big Fight Club တွေနဲ့ပတ်သက်ပြီးတော့ဒါ record တွေကိုဖော်ပြပေးတော့ပါပါ Premier League မှာတော့ Big Six ဆိုတဲ့အသင်းတွေရှိတယ် အာဆီနယ်ကသူ့ရဲ့ပြိုင်ဘက်ဘစ်ဖိုင်နဲ့ရင်ဆိုင်တွေ့တဲ့ဒီ record တွေရဆိုရင်တော့အာဆီနယ်ကလီဗာပူးကိုမတ်လ2022ခုနှစ်ကရှုံးပြီးနောက်ပိုင်းမှာအခုချိန်ဒီလုံးဝရှုံးဝဲမရှိတော့ဘူးမတ်လ2022ခုနှစ်ကစပြီးတော့လီဗာပူးဒီလက်ရှိချိန်ဒီအာဆီနယ်ကိုနိုင်မြူနိုင်တော့ပါဘူး Chelsea ကလည်း2021 August လက နောက်ဆုံးချိန်နဲ့အာဆင်နယ်ကိုနိုင်ခဲ့ပြီးလက်ရှိချိန်ဒီအာဆင်နယ်ကိုအနိုင်မြူနိုင်တော့မန်ချက်စတာစီးတီးကလည်း2023ဧပြီကနေပြီးတော့လက်ရှိအချိန်ထိအာဆင်နယ်ကိုအနိုင်မြူနိုင်တော့နှစ်နှစ်နီးပါးကာလအထိသူတို့ရောက်လာပြီးပြောလို့ရတယ်။စပါးဆိုလည်း2022မေလ United ဆိုလည်း2022စက်တင်ဘာဒီချက်လက်တွေကြည့်တဲ့အခါမှာ ဒီ9သိန်းထဲမှာ၄သိန်းလောက်ဒီအာဆင်နယ်ကို3နှစ်ဆိုတဲ့ကာလအပိုင်းခြားရောက်ခါနီးအထိအနိုင်မူနိုင်တော့တဲ့အနေအထားဖြစ်သွားပြီ။ဒါကအိုက်တာလက်ထက်မှာပြောင်မြောက်တဲ့ဆွမ်းဆောင်ရည်လို့ပြောလို့ရတယ်။ဆိုတော့အိုက်တာနေနဲ့ဘစ်ဖိုင်းနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာရမတ်စုဆောင်းနိုင်တယ်။ကျွန်တော်တို့အဆင်ပြေဆိုပေမဲ့ကျန်တဲ့ပိုင်းမှာပို့ပြီးတော့ရမတ်တွေစုဆောင်းနိုင်ဖို့လာမယ့်ရာသီမှာစမတ်ချက်ချဖြတ်တန်းနိုင်မယ်ဆိုရင်တော့ဆူပလာတွေကမဝေးတော့ဘူးထင်ပါတယ်။အရေးကြီးတာတော့ထိတ်တန်းတိုက်စစ်ကဘာမှတူဝယ်ဖြစ်အောင်ဝယ်ပါစီလို့ပဲနှွေရာသီမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။အဆုံးနည်းကြည့်ပြတယ်လဲ။ 阿龙，这是怎么了？